တပ်ပေါင်းစုဖွဲ့ပြီးတော့တိုက်ရမယ်တပ်ပေါင်းစုဖွဲ့မှနိုင်မယ်တပ်ပေါင်းစုဖွဲ့ပြီးတော့တိုက်ရမယ်တပ်ပေါင်းစုဖွဲ့မှနိုင်မယ်เนาะ COC တခုတည်းအောက်မှာဘာဖြစ်လို့မရှိတာလဲအတ္တတွေကြောက်လားအလွဲတွေကြောက်လား UNG အပြစ်လား AO တွေရဲ့အတ္တလားအဲ့ဒါကိုမေးထားခဲ့လိုက်မယ် တကယ်ကအတ္တအဖြစ်ရှိတယ်ဒီတော့ဒီနေ့တည်နေမှာကအခုလို့ခုနကမေခွန်းလိုမျိုးဟာကနော်ပြဿနာကိုပို့ပြီးတော့တက်အောင်တမင်လောက်ပြီးတော့မေးတာမဟုတ်ဘူးအဲ့ဒါကဖြည့်ရှင်းရမယ့်ပြဿနာမဟုတ်လား COC နဲ့တပ်ပေါင်းစုတစ်ခုတည်းအောက်မှာမဖြစ်တာကဖြည့်ရှင်းရမယ့်ပြဿနာလေအဲ့လိုမျိုးမြင်လို့ကျွန်တော်ကမေးထားခဲ့တာနော်ဒါကတော့တချို့တွေကတော့ဆရာကြီးလားဆိုတော့အမြင်ဖြစ်မှာပဲတကယ်ကမဟုတ်ပါဘူးညင်းခေါက်တာပါပြီးတော့ဒီနေ့တည်နေမှာက တယောက်ချင်းလုံးမဆက်တော့ပါဘူးကျွန်တော်တို့ဒီ US ကနေပြီးတော့မြန်မာပြည်အခြေအနေတည်ငြိမ်ပြီဆိုပြီးအာ TPS ကိစ္စကကြီးမားတဲ့ဝါဒပြန်ထောက်ချက်ပါဒါအသိချလိုက်တကယ်တမ်းမြန်မာကစစ်ကောက်စီရှေ့လျှောက်လို့နမခတိုင်းမူတက်မ33ဒူးတက်မမူနေပြီးတော့ခေါ်ရရသေးတာပဲဖမ်းချုပ်ပြီးစစ်ဆေးနေရတဲ့အထိရောက်နေတာပဲလေနော်ဆိုလိုချင်တာကစစ်တပ်ကကိုလူကိုပြန်တတ်နေတဲ့ကန်ဒီပယ်လိုက်ဇေးရှင်းလို့ပုံမှန်ရေးရတာက ကိုအသားကိုကိုပြန်စားတဲ့လူရိုင်းလိုမျိုးဖြစ်နေတာပြီးတော့ဒီနေ့စိတ်မြင့်ပြည့်တဲ့တွင်အတွဲပိုင်းကိုနည်းနည်းကြည့်လိုက်ရင်မနေ့ကပြောခဲ့တဲ့မနေ့တနေ့ကဖြစ်နေတဲ့ American DHS ကနေပြီးတော့ဒီမြန်မာနိုင်ငံသားတွေအတွက် TPS ဆိုတာကယာယီအကာအကွယ်ပေးရေးအစီအစဉ်ဒါဟုတ်ဒီနိုဝင်ဘာဒီလမှာ2025မှာအဆောက်တက်မဲ့ပေါ်ကြေညာလိုက်တယ်ပြီးတော့နေပြည်တော်ကစစ်ကောင်စီဘယ်လိုအတော့ချနိုင်လဲဆိုရင် အမေရိကန်တော့ငါတို့နိုင်ငံတည်ငြိမ်ပြီဆိုပြီးလက်ခံလိုက်ပြီဆိုပြီးတော့မျိုးဝါဒဖြတ်ဖို့အတွက်အတုံးချတဲ့စကားလုံးတစ်ခုတော့ကောက်ကောက်ရောက်သွားတယ်။ဒါဟာဟုတ်ချေဟုတ်သည့်ဖြစ်စေမဟုတ်သည့်ဖြစ်စေအမေရိကန်ကတော့မမြင်လားငါတို့ဒီကောင်တွေတော့လက်ခံနေပြီဆိုတော့နေပြည်တော်ကစစ်ကောင်စီအခြေအနေကအဲ့လိုမျိုးဝါဒဖြတ်ပြီးတော့ယူသုံးလို့ရတယ်။တကယ်ကအဲ့လိုကြီးညာချက်ထွက်နေတဲ့အချိန်မှာပဲဘာတွေဖြစ်နေလဲမြေပြင်မှာကကျွန်တော်တို့မပို့နိုင်တဲ့အချက်လက်သတင်းတွေပေါ့ဗျာ။အာပြည်ပါတီရအောင်စကိုင်းဒီနမခတိုင်မူ နော်နော်တက်မ33ဒူးတက်မမူစေရုပ်ချုပ်အပြခေါ်ပြီးတော့ဖန်စီစစ်ဈေးနေတယ်ဆိုတော့ဥစ္စာကတက်မ33ရက်နော်ရုပ်ပြက်စင်းပြက်ဖြစ်တဲ့အခြေအနေလေးအဲ့ဒီလိုမျိုးဟာတွေကအပေါ်ဒီမပို့နိုင်တာမျိုးပေါ့ဗျာပြပါရီကြအောင်ကိုတိုင်းမှုကိုတော့ကိုပြန်မရုပ်တော့တဲ့အခြေအနေကတည်ငြိမ်မှုလားပြိုကွဲမှုလားဆိုတော့မြင်အောင်ကြည့်ဖို့လိုတာပြောစင်းမျက်နှာလိုက်ခွဲကြည့်လိုက်စကိုင်းပဲကြည့်ပါဗျာမော်လိုက်ခရိုင်ထဲမှာတိုင်းငယ်ဆစ်စင်ရေးဆိုပြီးတော့လှုပ်တဲ့ ဥစ္စာကိုသူတို့လုံးတဲ့ဥစ္စာလေးလက်ကြည့်ရင်ဒါဟာတာမန်စခန်းတိတ်ပွဲမျိုးတော့မဟုတ်ဘူး၃လရ60လောက်ပဲကြည့်လိုက်ပြူစောတိစခန်း၈ခုစကောက်စီရရန်သူအင်အား၁၀၀ကျော်ချီမုန်းနိုင်ခဲ့တယ်ဆိုပြီးတော့ထောက်ပြလာတွေ့တယ်ပြီးတော့ဒါဟာဘလူးဘက်ပြောပြော tactical success နည်းပြဟာများအောင်မြင်တာပြောလို့ရပါတယ်ပို့ရေးကြည့်တာကဒီဘက်ကရွှေဘိုတို့ဝက်လက်တို့မှာဒီတက်မှတ်33အခြေအနေစစ်ကောက်စီရအဓိကတက်မှတ်33ဆိုတာလက်ရုပ်တက်တကယ်အကူရတဲ့တက်ဖိုင်နိုင်ကွေး ဖြစ်စင်မှာပဲကြည်တက်မှတ်33ကအင်အား90လောက်တခါတည်းသိတယ်။ဒါဟာခါကျိုးသွားတယ်တူတူပဲ။ဟောလေကြားပြစ်ကုမလာတဲ့ဟာတွေပေါ့ဗျာ။ဒီတော့အတီးပြုတ်လို့ရတဲ့နောက်ဆုံးရတဲ့အတွေ့အတင်းတွေရလဲ။အဲ့ဒီရှုံးနေမှုကြောင့်ပဲအကိုစီရန်တို့လည်းရေးပါတယ်။နမခတိုင်းမှုတွေတက်မှတ်33ဒုတက်မှုတွေကိုနေပြီးတော့ခေါ်ယူစစ်ဆေးနေတယ်ဆိုပြီးရေးတယ်။အဲ့ဒါကဘာကိုပြလဲဆိုရင်စိတ်မြင့်ပြင်ဟာနော်အမေရိကန်ကထုတ်ပြန်တဲ့ဟာကိုအတုံးချပြီးဝါဒဖြန့်တာမြေပြင်ကအမှန်တရားကိုလက်မခံဘူးဆိုလိုချင်တာကရှုံးရင်လူလဲမှာပဲ။ အဲ့ဒီလိုမျိုးအထက်အောက်ဖိနှိပ်တဲ့ပုံစံနဲ့အောက်ထစ်အရာရှိတွေကိုဓာတ်ဆက်ခတ်လုပ်နေတာဒါကိုဘယ်တော့ပို့နေလဲဆိုရင်တက်တွဲပုံကံမှုပုံစံအထိတော့ပို့နေတာအဲ့ဒီအခြေအနေကဒါစကိုင်းဖက်ကအခြေအနေနဲ့နောက်မှခောက်ပြောတာမန္တလေးတိုက်ဖက်မှာလည်းနည်းနည်းသတိထားဖို့လိုတယ်အမှန်တရားကိုလေးလူရှုပြီးတော့အာသက်အာစိတ်ကြည်နားစင်မဲ့တည်င်းပဲကြားချင်လို့လည်းမရောက်ဘူးအခုမတရားပုံစံကနော်ဖြတ်လေးဖြတ် version အစ်စ်နဲ့တောင်းနေတယ်လို့တွေးရတယ် မတရားနယ်မှာရှမ်းမင်းသမီးလမ်းဆောင်တဲ့ဒီကာရွာဖက်ကိုစစ်ကောင်စီပြန်လာထိချုပ်ဖို့ကြိုးစားနေတယ်ဆိုတော့ကျွန်တော်ပြောပြီးမိုးကုတ်မိုးမိတ်ဆိုတာထက်မတရားဖက်ကိုဥတီဖို့များတယ်လို့ပြောတယ်လေအာထောက်ပံ့ရေးလမ်းကြောင်းတွေကြည့်ရမယ်လို့ကျွန်တော်ပြောတယ်လေမိုးကုတ်မိုးမိတ်တင်းထွက်လာချိန်မှာ BBC ARD သတင်းထတာတွေမှာလည်းဖော်ပြထားတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာကလည်းကဆယ်တော်ကြီးကြီးလာတမန်ဖက်ကိုတေချာပေါက်ပြန်သိမ်းပြီးသွားပြီဓာတ်ပုံတွေနဲ့တကွာကိုပေါ်နေတယ်တွေ့တဲ့အတိုင်းပဲဒါဟာအထက်ပိုင်းက supply line ထပ်ဖို့လမ်းကြောင်းကိုစစ်ကောက်စီကဖြတ်တောက်ဖို့ကြိုးစားနေတာတွေ့ရတယ်။ဆိုလိုချင်တာကရှမ်းမြောင်းနဲ့မြောက်ဘက်ကနေပြီးတော့ဒီဘက်ချမ်းစကိုင်းဘက်ကိုဝင်တဲ့အထက်ပိုင်းကနေရောက်လာနိုင်တဲ့ထောက်ပံ့ရေးလမ်းကြောင်းကို logistic ကိုဖြတ်တာ။ဘဒုတွက်ဖြတ်တာလဲစကိုင်းမကွေးအလက်ပိုင်းဒေသအတွက်ဖြတ်တာ။နော်ဒီနေရာမှာဒီဘက်ကအဲ့လိုဒီမတရားတကြောလုံးမန္တလေးမြေကြီးနားလမ်းလေးပါတယ်အထီးဖြတ်သွားပြီဆိုရင်ကျွန်တော်တို့လက်နက်ခဲရရဖို့ဆိုရင်ဒီဘက်ကတကြောင်းပဲမြင်ရောလင်းလို့ရတော့မှာနော် ဟိုမြေကချင်အနီလိုက်လားမလားဟဲ့ဒီဘက်အနောက်ဘက်ကနေဘယ်လိုလာမလဲဆိုတာကြည့်ရမှာဒီတော့အခြေအနေကဒီဘက်ကျန်က supply line အထက်ပိုင်း supply line ကိုဖြတ်တာပေါ့ဗျာကျွန်တော်ဆိုလိုချင်တဲ့တဲ့ဘက်ကသူတို့ဘာဖြစ်လို့အဲ့ဒီလမ်းကြောင်းအသက်အံပြန်တိုက်နေရလဲမတရားကြသွားရင်မန္တလေးမြို့ကြသွားနိုင်တယ်ဆိုတော့သဘောမျိုးနဲ့တော့မဟုတ်ပါဘူးအခုမိထီလာကတက်လာတဲ့ရင်ထဲ18စီးပြောင်းနေတယ်ဒီတော့ ဒေါ်လာရေးတက်တည်းရဲ့ဈာဖြတ်တိုက်ခိုက်မှုကြောင့်6ရင်းနဲ့6ဖက်ကိုလမ်းကြောင်းပိတ်ဆို့နေတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့တုတ်တက်တာတွေရှိတယ်။ဒါပေမဲ့သတိထားမှာကစက်ကောက်စီဟာဒီလိုမျိုးလမ်းကြောင်းအတွက်သူဆုံးဖြတ်ထားတဲ့ပုံစံကမတရားမန်တလေးတကြောနော်အဲ့ဒီသူ့ရဲ့အဓိကဘဟုပြုတဲ့တကြောပေါ့ဗျာ။အဲ့ဒါကိုအထပ်ပိုက်ထားဖို့လမ်းကြောင်းဖြတ်တာဖို့အတွက်သူဟာအကြမ်းဖက်နှီးလေးပါတွေပါသုံးပါပဲ။ဆိုလိုချင်ကမန်တလေးဖက်ကိုမထိခိုက်လောက်ဖို့အတွက်ရတဲ့နီလန်အကုတ်သုံးပြီးတော့ကောက်ွယ်မှာပဲ။ စကိုင်းတို့မကွေးတို့ဖက်ကိုထိခိုက်နိုင်ခြင်းဥပမာပေါ်လေကြောင်းတိုက်ခိုက်မှုပါရာဂလိုက်တာတုံးလာနိုင်ခြင်းရှိတယ်။နောက်တစ်ချက်ကနံပါတ်3ချက်ကကြတော့ပြပနိုင်ငံနဲ့ကုတ်သွေးရေးပေါ်ရခိုင်ဖက်နဲ့ရှမ်းဖက်မှာကြည့်ကြည့်။ဒါကတော့မြိတ်ဟိုကမြိတ်ဝါနဲ့အိန္ဒိယဖက်ကကုတ်သွေးရေးစခန်းဖွင့်ပေးလိုက်တယ်ပေါ့ဗျာအိန္ဒိယကနေရခိုင်မှာနော်အခြေအနေကတော့နည်းနည်းလေးထူးခြားလာတဲ့သဘောတွေ့ရတယ်။ကြောက်ဖြူကစစ်ကောက်စီကတော့ရွေးကောက်ပွဲအတွက်အတင်းကျပ်လူစည်းကောက်တဲ့ဘုံကျဲတယ်။ဒါကတော့ရှင်းပါတယ်ကျွန်တော်ပြောပြသားပဲစစ်ရေးရမနိုင်တော့လို့ရတဲ့နေလုံနေတာပဲ။ နိုင်ငံရေးထွက်ပေါက်ကိုပြည်သူဓာတ်ဆာခံပြီးတော့အကြောက်တရားပေးနေတာပဲမရမကလုံးနေတာပါပဲနော်အိန္ဒိယမြေဝါကုတ်သွေးစခန်ဖွင့်လိုက်ပြီဆိုပေမဲ့စစ်ကောက်စီကတော့ပိတ်ထားတော့ပဲတည်ဒါဟာစီရှင်းပြောရင်လောကအလျှော့ပေးမဲ့ပုံစံမတွေ့ဘူးရခိုင်ဖက်ကိုစစ်ကောက်စီရောနောက်တစ်ခုကရှမ်းမြောက်လာရှိုးဖက်ကတော့ငြိမ်နေတယ်မူကုတ်ကခရစ်စမတ်မတိုက်ခင်ဝင်မယ်လို့ဘာလို့ narrative ဖြန့်နေလဲဒါတရားတော့ရှင်းပါလေသူဝင်ရင်လည်းဝင်လိုက်တာမဟုတ်ဘူးဝင်လိုက်တာမဟုတ်ပဲဘာမှမဖြစ်တော့ဘူးเนาะအခုလိုမျိုး တည်င်းတစ်ခုထုတ်လိုက်ပုတ်ဖော်လိုက်တည်င်းတစ်ခုဟိုဝါရဖြန့်လိုက်ရံဖြစ်လိုက်ပုတ်ဖော်လိုက်နဲ့မိုးကုတ်အေးမကိုကျွန်တော်တို့ဟာနော်တစ်ဖက်အကြဆုံးတော်တော်များသွားပြီ line ပေါ်မှာပြောပါတယ်ဟုတ်လားမိုးကုတ်မကိုပဲစိုက်တက်ကြတာနဲ့စိုက်တက်တက်တာနဲ့နှစ်ဖက်ရသူနဲ့ကျွန်တော်တို့ချင်းချင်းချရင်လည်းပဲမိုးကုတ်တစ်ခုတည်းနဲ့တင်ကျွန်တော်တို့တော်တော်အကြဆုံးများတယ်နှစ်ဖက်ဟုတ်လားမိုးကမိုးကဝါရဖြတ်ွက်တယ်မှာလူးလေလိမ့်နေအောင်ခံရတယ်ကျွန်တော်တို့အဲ့လိုပဲမြင်တယ် နော်အတိခံရတယ်ဒီဖက်လောက်ကဒီဖက်ကဖြန့်ဟိုဖက်ကဖြန့်လိုက်တယ်အိုးအတော့ချလို့ရှယ်ကောင်းနော်စက်ကောက်စီအတွက်မိုးကောက်တစ်ခုတည်းမှနေမယ်ကျွန်တော်တို့တက်အာစိတ်တက်ဘိုးဘိုးကြောင်းအောင်အတော့ချနိုင်တယ်နော်ဝင်ဝါလိုက်လာမဘာမှထူးထူးချမှာမဟုတ်ဘူးအခုဟိုတင်းရပါနည်းနည်းထားကြရင်တော့ယူမြောက်သွားမှမသိတော်လိုက်အင်အားစုတွေအားလုံးဟုတ်လားဒါအစနောက်ပြီးပြောတာပါ ဝင်လိုက်ပဲမြန်သေးတယ်ဗျာဝင်ဖို့ချဲချောင်းနေတော့ပူဆိုးနေတယ်ရနောက်ကကကန်သားတွေကိုချိတ်ဆက်ကြည့်လိုက်တော်တော်လေးကိုနော်တော်တော်လေးတော်တော်လေးကိုလိုင်းပေါ်မှာအကွက်ပြဲတွေများသွားကြီးအာမြေပြင်မှာလည်းကွက်ပြဲတွေပဲဘာဒီမှလည်းကကနေတာမသိတာတိုင်ပတ်နေကြတော့အများကြီးပဲဒီတော့အချက်တွေကိုချက်ရင်စီးပွားရေးသွေးထွက်တော်မူအခြေအနေ economic bliss ကိုခေါ်တာပေါ့ဒါဆွမ်းအင်ဒူးဝန်ကြီးဥတန်းစင်ဖြုတ်ပြလိုက်တာကိစ္စလည်းရှိတယ် ဒါဟာစတောစီတင်သွင်းမှုကော်မတီဥက္ကဋ္ဌကိုဖြုတ်တယ်ဆိုတော့ကအတိုင်းပြီမှာစီမရှိလို့ဥစ္စာကိုဖြည့်ရှင်းနေရတော့လူဖြုတ်ပြီးလဲတာတကယ်တော့ဒေါ်လာမရှိလို့စီမရှိတာလေပြတ်တနာကိုလူလဲပြီးဖြည့်ရှင်းလို့မှမရတာဟုတ်လားဥခုနပြောခဲ့တဲ့အချက်မှပြန်ကြည့်အဓိကအချက်တွေပဲချုပ်လိုက်ဆိုရင်ဒေါ်လာမရှိလို့စီမသွင်းနိုင်စီမသွင်းနိုင်လို့မြေပြင်ကစစ်ကားတွေတောင်မှနော်18စီပြောင်းနေတာအဲ့ဒါကြောင့်မို့လဲဖြစ်နိုင်တယ်စီမရောက်တော့သေးလို့စီကုတ်သွားလို့တိုက်တာလဲဖြစ်ချင်းဖြစ်နိုင်တာပေါ့ဗျာရှေ့တိုင်းရိတ်ခတ်မပူးနိုင်တာ စီရဲ့ဖိအားဓာတ်စီမရှိတဲ့ဥစ္စာကထူးခြားချက်တစ်ချက်နေနဲ့ပါတယ်။တော်လိုင်းတက်တွေကြောင့်ပိတ်ဆို့တာကလည်းဒပိုင်းရှိတယ်ပေါ့ဗျာ။အဲ့လေမုခုတ်ကြောင့်ကတီးရပြီဆိုမှပဲနာအေးတော့မှာအခုချိန်ဒီတော့ line မှာဒါတော်တော်ပွားထနေရော။နင်းနဲ့တီးရတာကောင်းတယ်။ကျွန်တော်ကတီးတီးပဲတီးစစ်ချင်လိုက်တော့တယ်ဒီကောင်လေးကိုတိုက်လည်းတိုက်ကြပေါ့ဗျာ။မဟုတ်ဘူးအခုကတိုက်လည်းမတိုက်တီးလည်းမတီးရခါခါနာနာလည်းမတီးရသေးပဲနဲ့ line ပေါ်မှာနှစ်ဖက်အကြဆိုတော်တော်များနေပြီဆိုတော့ပြောတာ။ ခုနက TPS ဝါဒဖြန့်ချီထောက်ချောက်စစ်ကောက်စီတည်ငြိမ်ပြီးတော့ပုတ်ဖို့တယ်ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့မတ်ချက်ကထူးခြားတယ်ရေကောက်ပွဲဟာလောလောမြတ်တမှုမရှိဘူးအတိလင်းပြောထားတယ်ဆိုလိုချင်တာကအာဆီယံကလည်းကစားနေတယ်ဗျဥပမာတက်ဆင်ကိုမလေးရှားဝန်ကြီးချုပ်ဘာညာဆိုပြီးတော့အခြေအနေနဲ့အကြံပေးဆိုပြီးတော့တက်ဆင်ကလောလောဆယ်တနည်းအာအထောက်ကြနေရတော့ကြားချင်းမှလည်းကြားမှာပေါ့ဗျာပြီးတော့တက်ဆင်ခေါ်ဖို့ရည်ရွယ်ထားတဲ့တွေးရတယ်ဒါဟာအာဆီယံရဲ့ နော်ရှင်းလင်းပြတ်သားတဲ့ policy နဲ့မဟုတ်ပဲနဲ့အနောက်ကနေပြီးတော့ bad channel တွေဖွင့်ထားတာတော်လာနေဆက်ငါတန်းဆိုတော့တိကိုတိဘူးတချို့တင်းနေရလင်းတော့ပြစ်လိုက်တာရှိတယ်ဘယ်ဟာယူပြောတာဒေါ်လာ25တန်းပြီးတော့ပြီးတော့ကျွန်တော်မသိသေးတာဖြစ်မယ်ပြန်ကြည့်ကြည့်လိုက်မယ်လေအချက်လက်တော့ရှိတယ်ဒါပေမဲ့ဟိုတချို့ဟာတွေကကျွန်တော်ပြည်ရင်အရေးအာရုံစပြီးတော့ယူတာပေါ့နော်အချက်လက်ကအဲ့လိုမျိုးပြီးတော့ အာဆီယံကနောက်ကွယ်ကသူကလည်းသူပတ်သက်ပြီးတော့စစ်ကောက်စီနဲ့ထိတွေ့မဲ့ဟာတော့တည်တန့်ရှိတယ်ဗျဥပမာမလေးရှားဝန်ကြီးတို့ဘာတို့ရဲ့ခြေလမ်းအမြင်နေရတဲ့အသီးတာကြီးပဲအကြံပေးခန့်မယ်လို့နောက်တခြားတခြားဒေသတွေအာဆီယံနိုင်ငံတွေကစစ်ကောက်စီနဲ့ထိတွေ့ချင်းတယ်မလေးရှားတက်ဆင်အကြံပေးခန့်တော့ကအစစစ်ကောက်စီကိုကြော်ပြီးတော့တခြားထွက်ပေါက်ရှာတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့တက်ဆင်ဆိုကြရတော့မြင်များတော့တိတ်ပြီးတော့မသိချပါဘူးစစ်ကောက်စီကိုကြော်တာတော့မှဟုတ်ချင်မှဟုတ်မယ်နောက်တစ်ခုက ရွေးကောက်ပွဲလွတ်လပ်မှုတရားပြတ်မှုမရှိဘူးဆိုတဲ့ပြောခဲ့တဲ့အချက်ကထိုင်းဝန်ကြီးချုပ်အာထိုင်းနိုင်ငံထိုင်းဝန်ကြီးရဲ့မှတ်ချက်တစ်ဖက်ကလည်းအမေရိကန်ကလည်းအဲ့ဒီလိုပဲနော်အာဘျူရိုကရေစီနဲ့လှုပ်ထုတ်လုပ်နေတယ်ကွာချောင်းနေတယ်ဒီတော့ဒီ TPS ကိစ္စကလည်းတလုံးမှာတော့ဟိုဘယ်လိုလာမလဲတော့တိတ်ချတိတိကျကျတော့မသိသေးဘူးပေါ့ဗျာနော်ဒါပေမဲ့တက်ရောက်မှုက TPS ပြန်ပို့ခြင်းမပို့ခြင်းဆိုတာတဲ့စက်ကောက်စီရဲ့ lobby တွေငားပြီးတော့ narrative ပုံစံဖော်လိုက်တဲ့ထုတ်ပြန်ချက်တစ်ခုမှနေအတော့ချလို့ရသွားတယ် အမေရိကန်ကတော့မှဒီလိုလေတံပြစ်လာတယ်ဆိုကြတဲ့ကတော့တင်ငယ်အချမ်းနေပြပြီးပြန်လို့ရပြီဆိုတဲ့သဘောအဲ့ဒါကကမ္ဘာအခင်ကျင်းမှဆိုရင်အဲ့ဒီစကားတခွန်ရက်ပုံရိပ်ဟာမြန်မာနိုင်ငံဟာပုံစံတင်ငယ်အချမ်းနဲ့လမ်းကြောင်းဖို့တဖြည်းဖြည်းပြန်ရောပြန်သွားနေပြီဆိုတဲ့အမြင်ကိုပေါ်ပေါက်စေတယ်ရွေးကောက်ပွဲဟာဒါလောက်တဲ့ဆိုပြီးတော့တစ်ဖက်ကရွေးကောက်ပွဲထောက်ခံတဲ့ပုံရိပ်တက်ရောက်စေတယ်နိုင်ငံတခြားနိုင်ငံတွေပေါ့အမေရိကန်ကတော့မူဝါဒအနေနဲ့ဆိုပေမဲ့အာ အမိမိကကွယ်ကြီးကထွက်လာလာဒီတော့ဒါတွေကတိတ်တော့အရေးမကြီးဘူးဝါဒပြန်ထောက်ချောက်ပဲဒီလာမဲ့တလားလောက်အတွင်းမှာဖြစ်လာနိုင်ခြေကကျွန်တော်ထင်တဲ့ဒါဒီစစ်ကောက်စီကမန္တလေးမြောက်ပိုင်းပေါ့မတရားဆင်ကူးအပြင်းထန်ထိုးစစ်ဆင်လာပြီးတော့အပိတ္တဘက်ဖာဆိုမျိုးတိစားဖို့ရည်ရွယ်ထားဖို့ရတယ်သူ့ရည်ရွယ်ချက်ကမျိုးပေါ်မှာရွေးကောက်ပွဲလုပ်ပြနိုင်ဖို့ပြီးတော့အဲ့ဒီလိုမျိုး surprise line ကိုဖြတ်တောက်ပြီးတော့စကိုင်းဖက်ကိုခြေမုပ်ဖို့အရင်ဆုံးကြိုကာနေတဲ့ပုံစံမျိုးတွေ့တယ်ဘလို့ဆိုရဆိုရင် ကိုင်းဘက်ကိုခြေမုတ်တဲ့ခါကျရင်လိုအပ်တဲ့ logistic ကဒီဘက်ကဆင်းမဲ့ကချင်ဘက်ကဆင်းမဲ့ဒီတော့အဓိကမဲရဒီမန္တလေး PDA တို့မြို့ကုတ် PDA တို့နော် BBA တို့ PAA တို့စကိုင်းနေနဲ့ခွဲထုတ်လိုက်ပြီးတော့စကိုင်းဘက်ကိုအာဒီလမ်းကြောင်းပြီးွားတာနဲ့ခြေမုတ်ဖို့ရည်ရွယ်နေဖို့တွေးရတယ်ဒီတော့ logistic ကိုကန့်တတ်ထားလိုက်တာပေါ့ဘက်ဖားစုပ်ကောက်ထားလိုက်တာအဲ့လိုမြင်ရတယ်ဒီတော့နောက်မဲ့ဒီပိုင်းနေမှာဆိုရင်စကိုင်းဖက်မို့ပို့ပြီးတော့ပြင်ထန်လာနိုင်ချေရှိတယ်ပေါ့ဗျာနေမီရှင်းလင်းရေးမျိုးလှုပ်လာနိုင်တယ်ရွေးကောက်ပွဲအမိပေါ့ ဒီနေရာမှာညော်လင်းမထားတဲ့အလက်ပြောင်းတာတစ်ခုပဲရှိတယ်နမခတိုင်မှုနဲ့တမ33ရာရှိဖမ်းဆီးလိုက်တဲ့ခရက်အောက်ချီတက်တဲ့ကြားမှာတော့သူစီရပဝိုင်းတော့ခရက်ထမှာပဲလीနော်ဒီတော့သူစီရဥပမာပေါ့ကျွန်တော်တို့သူစစ်သားဆိုရင်နော်အရာရှိဆိုရင်ဥပမာတက်စုမှုတက်ခွက်မှုဆိုရင်ငါတို့အထက်ကစစ်ကြောင်းမှုကြီးတိုင်ရင်မှုကြီးပဝါပြီဆိုကြတဲ့ကဘယ်သူလောက်လို့ပဝါလဲငါတို့တွေအရှိမ လက်နဲ့ခံရတဲ့စစ်ကူမလာလို့ကြောက်ဆုံတဲ့အုပ်ဆောင်ငါတို့တိုက်ရင်မှုကိုဖမ်းလိုက်တယ်ပေါ့ဘာဖြစ်လဲညာဖြစ်လဲအဲ့ဒါစိတ်ဓာတ်ပြက်ပြားတဲ့အတွင်ပိုင်းအခြေအနေဖြစ်လာနိုင်တယ်ဒါတော့မျောလင်းတာပါခက်ပါတယ်ရှေ့တန်းတိုက်ရင်တွေဟာအမိတ်မနာခံပဲလက်နဲ့ချတာမျိုးဖြစ်လာတာမျိုးရှိကောင်းရှိနိုင်တယ်ဒါဟာတအားရောမျောလင်းလို့တော့မရောက်ဘူးဒါပေမဲ့အရေးကြီးနေတဲ့ခြေမုံရေးကန်တာမှာသခိုင်းမှာဖြစ်နေတာဟုတ်အဲ့တော့သခိုင်းဖက်မှာအဲ့လိုမျိုးအတွင်ပိုင်းအเจ้าနေထလာတာက ပူပြီးပုတ်ပေါ်လာရင် အရှိဖက်ကတိုက်တဲ့ဟာတွေကထိရောက်မှုအားနည်းလာနေပဲကမီးအိမ်ပြိုလဲတဲ့လိုမျိုးပေါ့ဗျာဒီတော့2026မရောက်ခင်အဲ့ဒီလိုမျိုးအတွင်းပိုင်းပြုတ်ကွဲမှုအကြောင်းကတော့မြင်လို့မြင်ရနိုင်ပါတယ်ဒါပေမဲ့စစ်တပ်ရဲ့သဘောတရားအရောက်ကိုပဲခက်ပါတယ်ဒါကိုထိုးဖောက်နိုင်မှာဝါရဖျက်ချီရေးတိုက်ခိုက်နိုင်မှာပဲရမှာလက်တွေ့အကြံပြုချင်တာကစွမ်းအင်ဝန်ကြီးဌာနပြည်သူလူထုတွေပေါ့ဗျာစွမ်းအင်ဝန်ကြီးဌာနအပြောင်းလဲဟာပြီးရင် TPS ကရက်တကြောင်လာမဲ့လာတွေမှာ ဆက်သုံးစီပြက်လက်မှုတွေပေါ့ဗျာဆွမ်းအင်ဝင်ကြီးထလာကဒေါ်လာမရှိတော့စီမရှိတော့ဘူးလူလူချဲပြီးတော့ပြောင်းလို့မရဘူးတကယ်ဒေါ်လာဖြည့်ရှင်းရမှာဒီတော့ဆက်သုံးစီပြက်လက်မှုကုန်စည်လုံးတက်လာတက်လာမဲ့အခြေအနေတွေရှိလာနိုင်ပါတယ်မတိမတနဲ့စီတွေဈေးဝါးတွေရိတ်ခါချောက်တွေနိုင်တလောက်စုစားထားဖို့တော့လိုအပ်နိုင်မယ်အဲ့ဒါကကုန်စည်လုံးတက်ချိန်မှာအလူရွက်ဝဲတာမျိုးဆိုရင်ဘာမှမထူးပါဘူးဘာဖြစ်လို့ဆိုရင်ဆွမ်းအင်ဝင်ကြီးအပြောင်းလဲကတော့ခါရှိပြီ ီးတော့စစ်ကောက်စီရဲ့ရွေးကောက်ပွဲသတင်းအတုတွေကိုလိုက်မလိုက်ပြီးတော့နားထောင်မနေပါနဲ့ဒါဟာပြဿနာကသူဟာထောက်ချောက်ဆင်ပြီးတော့အယုတ်သွင်းဖို့တည်ငြိမ်အေးချမ်းတဲ့ဆိုပြီးတဘောတော့ပုံဖော်နေတာကိုကနားရောက်ပြီးတော့ဘာမှလိုက်စဉ်းစားနေကြမလို့ဒါဟာသူအာဏာပြန်ရဖို့ဆိုတာတအားသိချတယ်အဲ့အတွက်ကြောင့်လွတ်ထားပေးလိုက်အဲ့လိုမျိုးတွားရမှာပါတော်လိုက်အင်အားစုတွေကမတရားတို့စစ်မျက်နှာဖက်ကအလက်ပိုင်းမှာကရန်သူအင်အားအလုံးရင်းနဲ့ရအောင်ခြေမုပ်ပြီးတော့ထောက်ပံ့ရေးလမ်းကြောင်းဖျက်မှတ်ဆိုရင် ကိုတွေကလည်းဒါကိုအတင်းလိုင်းဘွားလူတွေကမအော်ပေးတင်ပါဘူးခံချရမယ်လောကမတရားကိုမဆုံးရှုံးစေရဘူးမိုးကုတ်ကိုမဆုံးရှုံးစေရဘူးမြို့တိတ်တိုက်ပွဲကိုခေါင်းချင်းဆိုင်တိုက်တာဟာအန်ဒီရတအမရပါတယ်ကျွန်တော်တို့အတွက်ကအမှုတွေအတွေ့အကြုံဒီတော့သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်သားတဲ့ကိုစင်ပြောသလိုပေါ့2020 2020ခုနှစ်အခြေအနေလိုမျိုးပြန်ဖျက်သွားနိုင်တယ်ပျောက်ကြားစစ်ကိုပဲပြ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 ထိထိရောက်နဲ့အချိုးမညီတဲ့စစ်စင်ရေးကိုအပြုတ်တင်တယ်ဆိုလိုချင်တာကအရင်ကတည်းကနည်းမြေလိုချင်တာကျွန်တော်တို့က နာမည်လူနေတာမဟုတ်ဘူးရန်တယောက်ဖြူရမှာလေဟုတ်လားဒီတော့နာမည်လူနေကြမလို့ပါဘူးရန်တယောက်ကိုဖျက်ဆီးရမှာလေရန်တယောက်တိုက်ရမှာပါ yes or no မိုးကုတ်လူနေတာလည်းမဟုတ်ဘူးနာမည်လူတာကရန်သူပို့တာကြိုက်သေးတယ်သွေးခွဲလူတာကောင်းသေးတယ်ဒီတော့စစ်ကောင်စီရန်တယောက်ဘယ်နေရာပြိုနေလဲပြိုနေတဲ့နေရာကိုတိတိယောက်ပြ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 တိုက်ရမှာအဲ့နေရာမှာခုနောက်တစ်ခန်းမှာပြောမယ် COC နဲ့ချိန်လို့ရတယ်ဒီကောချောက်ရမယ်ဆိုရင်ဗျာဒီနေ့တည်နေ့စဉ်တုံးတက်ချက်ကတော့ စစ်ကောက်စီကနိုင်ငံတကာကိုအမေရိကန်ရဲ့တခွန်းတဲ့စကားကိုအသေးကောက်ပြီးတော့လက်စားဖို့ကြိုးစားနေတယ်။ကိုစစ်ဘုတ်ချုပ်တွေကိုကိုယ်တိုင်ပြန်ဖမ်းနေရတဲ့အခြေအနေကဟိုကတည်ငြိမ်လားဘာညာလားပြောနေဆိုပေမဲ့နော်စကိုင်းဖက်မှာအခြေအနေကလည်းသူ့အတွက်ပြန်လဲပြီးတော့ရွေးကောက်ပွဲအတွက်အမြန်ဆုံးဖြည့်ရှင်းရမယ့်ကန်တော့ပြပြအောင်လုပ်နေတာပေါ့ဗျာပတ်ပြီးတော့ logistic ကိုဖြတ်နေတယ်မန္တလေးကိုနည်းနည်းလေးပြပြထက်တာမန္တလေးနောက်တဝိုက်မတရားကိုဖိအားပေးချိန်မုန်းနေတယ်ရောင်းလဲရနေပါပြီဒီတော့ အတွင်းမှာကိုစစ်ဖို့ချုပ်လေးကိုပြန်ဖမ်းတာကတော့စကားတစ်ခုတည်းတော့အာဏာချက်ရှိတယ်ဆိုပေမဲ့တမ်းမ33လိုမျိုးစစ်ကြောင်းတစ်ခုရဲ့အာဏာချက်တော်တော်လေးပက်ပျက်စီးသွားနိုင်တယ်အမေရိကန်က TPS ရတာကတရုတ်ကဂိတ်ပိတ်တော်တွေအခက်အခဲတွေတကယ်လည်းဖြစ်လာနိုင်ပါတယ်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါပေမဲ့ဒီဒေါ်လာကြီးရဲ့အဆုတ်ဖြတ်ကပြည်ပမှာမရှိပါဘူးပြည်တွင်းမှာပြည်သူအားနဲ့အစိမ့်မြင့်ပြေကရဲဘော်တွေရဲ့လက်ထက်မှာပဲရှိတာပါ yes on no? ဒီဘက်က TPS ပဲလုံးလုံးဒီဘက်ကတရုတ်ကပဲပိတ်ပိတ်ကျွန်တော်တို့အရှုံးအနိုင်ဒေါ်လာရေးအစုပ်ဖြတ်ဒီဘက်ကအတက်ရောက်မှုနဲ့မရှိပါဘူးပြည်တွင်းပြည်သူအားတဲ့မြေပြင်ကရဲဘော်တွေရဲ့လက်ထဲမှာရှိတာပါအဲ့အတွက်အမြဲတတိရှိဖို့အမြဲအမြင်ကြည်ကြဲထားဖို့ပြီးတော့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စကားခံယူချက်အတိုင်းပဲလက်တွေ့ရလက်ကိုဖြစ်အောင်လုပ်ဖို့လိုတာလေအဲ့ဒါကိုကျွန်တော်တတိပေးချင်တာဒီဘက်ကဘာပဲပြောနေပြောနေလိုင်းပေါ်မှာပွားထနေပြီပဲမြေပြင်က ရဲဘော်တွေနဲ့တကယ်တကယ်ကြုံနေရတဲ့အခက်အခဲကိုအာယူဆိုင်တင်တယ်နော်ဒါကတော့ဒီနေ့အပြီးပါပဲငါပါတော့ရောက်သွားပြီမထွေးဒီတော့ခုနကပြောတဲ့ဟာကိုနော်ပြပြမှာခုနကတပ်ပေါင်းစုကိစ္စရော COC ပေါ့ပြီးတော့နောက်တစ်ခုက US ကိုကျွန်တော်တို့တော်တော်လေးမျောလင့်နေကြတော့ပဲတဲ့အခုချိန်ဒီ line ပေါ်မှာတော့ ျွန်တော်တို့မြေပြင်နဲ့ reality နဲ့ဒီဘက်က online ပေါ်တဲ့အခြေအနေကိုခွဲထုတ်လိုက်ကြည့် reality အပေါ်မှာ online ပေါ်ကလှုပ်ရှားမှုတိုင်းရောတက်ရမှုမရှိဘူးဗဇက်ကပြောနေတဲ့ကျွန်တော်တို့အပြောသမားတွေနောက်သတင်း media interview တွေ talk show တွေ conversation တွေ US ကတကယ်ရောကုညီမှာမို့လို့လား US ကိုတအားကြီးကိုပြောဆိုတောက်တက်နေရအောင်ဘာမှလုပ်လို့မရဘူး Ukraine ကသူတို့ကုညီတာကမရကြည့်မို့လို့လေသူတို့ဝင်ပေါက်ထွက်ပေါက်လေဥရောပရဲ့ ယူကရိန်းတမတော်ဇလန်စကီကိုကြည့်ပြီးမြန်မာပြည်လက်တချေကြရင်ဆယ်ဘဘုတ်တဘုတ်တော့ကုညီလာနိုင်တယ်ဆိုပြီးစစ်လက်နဲ့တွေရလာမယ်တခြားဟာတွေပေါ့မျောလင့်နေတာတခွန်းနဲ့မေးမယ်အမေရိကန်ကသူ့ရဲ့အခြေစိုက်စခန်းမြန်မာနိုင်ငံမှာလာပြီးတော့တည်ဆောက်မယ်ဆိုရင်လက်ခံပါလားပေါ်ပေါ်လေးမစင်းစားနဲ့နော်ပေါ်ပေါ်လေးမစင်းစားနဲ့အခြေစိုက်စခန်းတကယ်လာဖောက်မယ်ဆိုရင်ကျွန်တော်တို့လက်ခံပါလား ကိုဘာလဲဟာဘာလဲရခိုင်မှာကြောင်းလေကိုကိုကြောင်းလို့မတရားမရှိဘူးဆိုရင်ငါတို့ပေးဆောက်ပါလားဆိုပြောရင်လက်ခံပါလားတော့ဖြစ်ခဲ့ဖို့လို့တယ်ဒီတော့ပြောပြမယ်အဲ့တော့နည်းနည်းလေးအကျွန်တော်ပြောတော့ရိုးရိုးလေးမဟုတ်တော့လာတာမလာတာမပြောဘူးအပေါ်ပိုင်းအပေါ်ပိုင်းကြည့်ပြီးတော့ပြောလို့လည်းမရဘူးဆိုလိုချင်တာက တချိန်ကြာရင်လက်နက်အကူအညီပေးလို့မျှော်လင့်နေတာမျိုးလည်းမရှိသင့်ဘူးဒီမိုကရေစီရေးရဖိအားအများဆုံးလုပ်ရင်ဆန်ရှင်လူ့ခွင့်ရေးဒါပဲရှိတယ်ကြိုက်တဲ့အချိန်မှာကြည့်ဒီလောက်ပဲအများဆုံးသူတို့လှုပ်လို့စစ်ကောက်စီကတရုတ်စီကိုပဲပို့ပြီးတိုးကတ်သွားနိုင်ချေများတယ်တရုတ်စီကိုတိုးကတ်သွားနိုင်ချေများလေလေတရုတ်ကစစ်ကောက်စီကိုဆက်ပြီးတော့ရှိနေစေဖို့များတယ် yes or no တရုတ်ကအာစစ်ကောက်စီကိုအမေရိကန်ကပိတ်ဆို့တာဖြစ်ဖြစ်တခြားတခြား တော့ထူးထူးခြားခြားထိခိုက်အောင်လှုပ်ကြလာပြီဆိုရင်တရုတ်အောက်ကိုပြေးဝင်သွားမှာစစ်ကောက်စီရောတရုတ်အောက်ကိုပြေးဝင်သွားရင်ကျွန်တော်တို့လောက်ရောက်ပို့ခတ်နေပါမဟုတ်လားအခုပဲတရုတ်အောက်ဝင်သွားလို့ကျွန်တော်တို့ကတိုင်ပတ်နေတာမဟုတ်လားအဲ့ပေါ်လာဆောင်တရုတ်ကဝင်တိုင်မှာပေါ့တရုတ်ကပို့ဝင်လာမှာပေါ့ပြဿနာအဲ့ဒါပဲလေဒီတော့အခုကျွန်တော်ပြောသလိုအမေရိကန်တို့ဘာတို့ကစစ်ကောက်စီကိုအခုအခုညတောင်းနေတယ်လို့မျိုးတစ်ခုခုလောက်ပြီးတော့ထိထိရောက်ရောက်တိုက်ခိုက်လိုက်ပါပြီဆိုတော့အခုပဲဗျာ ဒီမှာကြားဖြတ်ကိစ္စတွေပါတယ်ကရင်ပြည်နယ်ဘက်မှာအတန်ထွက်လာတဲ့တယောက်ဖက်ကိုပို့ပြီးနီးကပ်တော့မှာပေါ့ဒါကသဘောတရားအမှန်ပဲလေသူကအမီယိုရှာမှာပဲလေတယောက်မွေရုရှားပေါ့ဗျာရုရှားဝေးပါတယ်တယောက်တယောက်အောက်ကိုပို့နီးကပ်သွားရင်ခိုင်မာတဲ့ချီနာမှုဖြစ်သွားပြီကျွန်တော်တို့တိုက်ရောက်ဖို့မခက်ဘူးလားတယောက်ကောက်ွယ်မှုကိုကျွန်တော်တို့ဘယ်လိုဖြိုချမှာမလို့လဲတအားခက်တာလေအခုခက်နေတာဒါပေါ့အေအေတို့ခက်နေတာဒါပေါ့ရှမ်းပြောင်းမှာခက်သွားတာဒါပဲလေတော်လိုင်းခက်နေတာဒါပဲလေ သူကရားလို့လေသူကဲရားလို့တိတမြင်တာရပပနဲ့နဲ့လေးလေးနဲ့ပညာသားပပနဲ့လှုပ်ထားတာလေပဲဒီတော့ပြောချင်တာကနိုင်ငံရေးတမတ်တချို့လိုင်းပေါ်မှာတချို့တချို့ပြပနေတယ်လူလူများစုอ่ะပေါ့ဗျာ US ကနေပြီးတော့ဘာမာအတ်တို့เนาะဘာညာတက်ချချကိုတို့ဘာညာတလကာတွေပေါ့ပြီးရင်အာလက်နက်တွေနီးပညာတွေဘာညာများထင်ထားလားမသိဘူးလက်နက်တော့မဟုတ်ဘူးဒါပေမဲ့နီးပညာတခြားတခြားလက်နက်မဟုတ်တဲ့နီးပညာကိုမျောလင့်နေတယ်ဘာမာအတ်ကတချို့တည်းလေးပေးထားပြီးပြီး ီမိုကရေစီအရေးကိုကမ္ဘာကြီးကပြင့်မထားဘူးဆိုပြီးတော့ရုပ်ကြီးအားကိုးနေတယ်မြန်မာတချို့တကယ်အချက်လက်ကရှင်းရှင်းလေးပဲကြည့်ပါ US က Ukraine ကိုဒေါ်လာဘီလီယံ100ကျော်ကူညီပေးသွားပြီ F16 တွေရော Patriot ဒုံးတွေရောပေးထားတယ်ဒါအဆင်ပြေတဲ့ဟာတွေအခုဆိုရင် Ukraine ကလေကာတာမှဝယ်တော့မလို့ပြောနေပြီနောက် Israel ကိုလည်း Iron Dome တွေပါပေးထားတယ်မြန်မာကဘာပေးလဲဘာမှမပေးဘူးဘာမှမပေးဘူး NaN Lethal 8 တေးစီနိုင်လောက်တဲ့လက်နဲ့မဟုတ်တဲ့အကူအညီဆိုတဲ့ခေါင်းစဉ်အောင်းပါဆေးဝါးပါလာစီသဘောလေးလေးဤပညာအကူအညီဒရုန်းဤပညာလာမပေးသေးပါဘူးနင်းနေတော့ပေးလိုက်မှာပေါ့ဘာမှ X ဆိုတဲ့လက်နဲ့မပါရဆိုတဲ့ကတ်တချက်ကရှိပြီးသားသူတို့ရဲ့ကတ်တချက်ကသူတို့လိုက်နောက်ဖို့အတွက်လောက်လာတာပြီးတော့သူတို့ဟာသူတို့ဝယ်ပါလိုက်လို့ကျွန်တော်တို့မြန်မာမှာ proxy war ကိုဝါပေါက်တာမျိုးဖြစ်သွားမှအားပြိုင်မှုမျိုးလဲသူတို့ချင်းချိန်တယ်သူတို့ဘက်ကချိန်တာပေါ့ဒီတော့ US ရဲ့နိုင်ငံခြားရေးမူဝါဒမှာမြန်မာဆိုတဲ့ဥစ္စာကဟိုတတိယဥစ္စာပိတ်အဆင့်တော့မရှိဘူး။ဘာမှတောင်းနေကြမလို့အဓိကအုံနောက်ခြားမဲ့ US address ဆိုရင်တရုတ်ရုရှားအရှေ့အလက်ပိုင်းဒါတွေပဲရှိတာဒေါ်လာဈေးကွက်တွေတပ်ဖို့မကြဝါဖို့ပဲရှိတာမြန်မာအရေးအာရုံတော့မလာဘူး။ဒီတော့နောက်တစ်ချက်ကကျွန်တော်တို့လူတွေမမြင်ထားတဲ့မေ့ထားတဲ့အချက်က US နဲ့တခုခုလှုပ်ရှားလိုက်ရင်တအားကြီးပဲထူးခြားသွားပြီးပုံစံမျိုးမြင်ထားတယ်မဟုတ်ဘူး။ ကျွန်တော်တို့ US ကလုတ်လိုက်တိုင်း China ကိုပြေးမြင်ရမှာ China factor ကရှိပြီးသားကျွန်တော်ပြောသလိုပေါ့အမေရိကန်ကမြန်မာပြည်ကိုမကူညီနိုင်စရာအကြောင်းကိုမရှိပါဘူးနည်းနည်းလေးပေးတာနဲ့အောင်မြင်တယ်လက်နက်တွေပေးလိုက်တာနဲ့နည်းနည်းလေးပဲပေးအောင်မြင်တယ်တကယ်ကတကယ်တရုတ်ရဲ့နောက်ဖေးမီးဖို့ကြောင့်တဲ့ဟိုနော်ဖိခုတ်တာနဲ့ဝင်ပြီးတော့ရှုပ်သလိုဖြစ်နေမှာပေါ့သူတို့နားလည်တယ်ပလောက်စီကအကြီးစားစစ်ပွဲဖြစ်ကိုဖြစ်မှာပဲ US ကမလို့လောက်ပါဘူးအရင်တစ်ခါခံပြီးွားပြီသူတို့နောက်အနောက်အုပ်စုဆိုတာကနော် တေချာပြောချင်တာက UNG နဲ့ EAO တွေရဲ့ unification ဆိုတဲ့အစုစည်းညီညွတ်မှုအပေါ်မှာအခုချိန်ထိတန်တရားရှိတယ်ဟုတ်လားသူတို့ပေးဘယ်လိုပေးရမှန်းတော့မသိဘူး UNG နဲ့ EAO တွေရဲ့စုစည်းညီညွတ်မှုအပေါ်မှာဂရုစိုက်ဂရုစိုက်ပါတယောက်ကြီးနော်နေတိုင်းတွေးနေရတော့အဆင်ပြေတယ်ပြီးတော့လက်နဲ့ပေးလိုက်ရင်လက်ပြားလိုမျိုးကွဲသွားမှာလို့သူတို့ကြောက်ပါလေအမေရိကန်တို့ဘာလို့ကွာ တော့ရှင်းအောင်ပြောရရင်ယူကရိန်းဆိုတာကမယားကြီးအမေရိကန်ရဲ့မယားကြီးမြန်မာဆိုတာကလည်းလည်းဝေးတဲ့အိမ်ကြီးချင်းတအိမ်ကျော်လောက်ဖြစ်လိမ့်မယ်မယားကြီးအိမ်မီးလောင်နေတော့ရေပိုက်တွေနဲ့အကြီးကျယ်သွားပြီးတော့ငိမ့်မှာပဲသူ့မယားကြီးမို့လို့အိမ်ကြီးချင်းတအိမ်ကျော်ကအိမ်မီးလောင်နေတော့စိတ်မကောင်းပါဘူးဗျာဆိုပြီးတော့ရေတံပူးတကက်လောက်တော့ဒါကူရင်လာကူမှာပေါ့ဒါဟာပထဝီနိုင်ငံရေးလက်တွေ့အရှိတရာပဲလေဘာမှမပြောလဲလို့မရဘူးဒီတော့ဆိုလိုချင်တာကအနောက်အုပ်စုကစာထုတ်ရုပ်လာပွဲရတယ်စစ်ပွဲကိုပြောင်းလဲစေမဲ့ လက်နက်တွေအကူအညီတွေပေးမှာမဟုတ်ဘူးကျွန်တော်တို့အတွက်ကလည်းကြီးကြီးမားမားမကူညီရင်မရဘူးအကူအညီလိုနေတဲ့ပြည်ပနိုင်ငံတခုခုကဒါပေမဲ့တရုတ်ကလည်းအဲ့ဒါကိုလိုမှာမဟုတ်ဘူးဒီတော့ကိုယ်အတွင်းရဲ့အားပဲလိုတယ်အချင်းချင်းကြားမှာပဲလိုတယ်ဒါဟာတန်တရားရှိနေစရာကိုမလိုဘူးလက်ခံရမယ့်အချက်ပဲနောက်ပြီးရင်သူတို့စီမှာပြောလင်းလို့ရတာကဆန်ရှင် legitimacy အတိမတ်ပြုတလောက်ပဲရှိတယ်ဘာမှမရှိဘူးစစ်တိုက်ဖို့နဲ့တကယ်နိုင်ဖို့ဆိုရင်ကိုယ်အကူကိုရမှာ နိုင်ငံတကာနိုင်ငံရေးကောင်းဆောင်တွေတော်တော်များများပေါ့ဗျာဒါတက်တိနားလဲတဲ့အင်တာဗျူးနဲ့သူတွေဝါရှင်တန်မှာအခြေကုန်ခံပြီး lobby လုပ်နေမဲ့အစားတကယ်လုတ်တင်တာကအိန္ဒိချင်းထိုင်းအိန္ဒိယအဲ့ဒီဆက်ဆံရေးပို့ပြီးတော့နှိဆက်အောင်အာယူဆိုင်တင်တာလန်ဒန်ဆိုတာနယ်ဇက်ကလာတာပါကြော်ခွပြီးတော့မြင်းလိုမျိုးခုတ်ခုတ်ခုတ်ကဆုပ်ပေါက်ပြီးလာတာမဟုတ်ဘူးနယ်ဇက်ကနေပဲလန်ဒန်ကလာပါတယ်ဝါရှင်တန်ကလည်းမလာပါဘူးနံပါတ်2ချက်ကပြည်ထဲဘန်တာရေး ြည်ပအခုညီ forest အိတ်ကိုမမီပဲနဲ့ကျွန်တော်တို့တော်လိုင်းရေးအခွန်ခဘလောက်ရောက်သွားပြီလဲဘလောက်တုံးလိုက်ပြီလဲဆိုတာစီစစ်ရမှာတရားဇာတစီမံခန့်ခွဲမှုတွေကနေဘလို့မျိုးဖြစ်သွားပြီလဲတရားဇာတရဲ့နောက်ဆက်တွဲစိုးကျိုးတွေဘာတွေလဲဒါတွေစစ်ဆေးပြီးတော့တေချာပေါက်ဝင်ငွေရှာပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်တို့စီကနိုင်ငံတရားဇာတနဲ့တော်လိုင်းရံပုံဝင်အလူငွေတွေနဲ့တော်လိုင်းလုပ်လို့မရဘူးလား